ကျွန်တော်တို့တပ်မတော်ကငကိုရီးယားလည်းပါတီဆိုဒီမိုကရေစီစနစ်ကိုလက်ခံတယ်လို့ကျွန်တော်ပြောပြတာဖြစ်ပါတယ်2010ရွေးကောက်ပွဲ2015ရွေးကောက်ပွဲ2020ရွေးကောက်ပွဲတွေမှာလည်းအားလုံးပါဝင်ပေးပြပေးပါတယ်ယူသသားပါပဲကျွန်တော်အခုလည်းတကယ်ယူသသားကျွန်တော်ပြောတော့ကျွန်တော်တကယ်လည်းကျွန်တော်တိုင်းပြည်တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်တဲ့တိုင်းပြည်တစ်ခုဖြစ်ချင်ပါတမိုင်းတင်ကားစားတွေကဖြတ်တန်းလာတမိုင်းတွေတင်လို့ရှိရင်ကျွန်တော်တို့ရဲ့ရှင်ကြီးဝမ်းလဲဝင်ခဲ့တယ်ရှင်ကန်ဝမ်းလဲဝင်ခဲ့တယ်အဲ့တော့ ပြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့အကောင်အကောင်ဆုံးသောအခြေအနေကတော့နိုင်ငံရေးမှာတော့ပါတီဆိုဒီမိုကရေစီစနစ်ကတော့အကောင်ဆုံးဖြစ်တယ်ဆိုတာကျွန်တော်တွေ့ပါဒါကျွန်တော်တို့လက်ခံပါကျွန်တော်တို့ရတဲ့ဒါဟုတ်လားအားပေးပါထို့သူတွေထို့ဒီပဲတိုင်းရင်းသားတွေပြောနေတဲ့အခွင့်အရေးတွေပေါ့ဒါတွေလည်းဒါတော်တော်လေးရှိပါဒါတွေလည်းပတ်သက်ရင်လည်းဟလားကျွန်တော်တို့ကတော့ဟိုဒီမိုကရေစီနဲ့နိုင်ငံမြန်မာချက်မှာကျွန်တော်ပေးထားတာရှိတယ်ဒုတိယချက်မှာဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုချိန်တဲ့ပြည်တော်စုတည်ဆောက်ရေးဆိုကျွန်တော်ပေးခဲ့တာရှိတယ် ဖက်ဒရယ်ခွင့်ရေးတွေပေးဖို့ဒါလေးပေးဖို့ဒါစဉ်းစားရှိပါတိုးတော်လည်းပဲအဲသူ့ထိုက်တဲ့ဟာပေါ့ဗျာဒါတွေတော့ကျွန်တော်တို့သွားမှာပေါ့လူစားတော့ဖြစ်ချင်တာတော့အများကြီးရှိတာပေါ့ကျွန်တော်တို့လည်းဖြစ်ချင်တာခံရတွေဖြစ်ချင်တာတွေအများကြီးရှိမှာဒါပေမဲ့လူလူနတ်မလိုက်နိုင်ဆိုသလိုပဲအကုန်လုံးတော့မဖြစ်နိုင်ဘူးဖြစ်သည့်ဖြစ်ထိုက်တာတော့ကျွန်တော်တို့ဖြစ်အောင်ဥပရိယကျွန်တော်တို့သွားအများကြီးဆုံးဖတ်ချင်တယ်ကျွန်တော်သွားမှာဖြစ်ပါဒါတွေကနိုင်ငံရေးရပေါ့အဲ့တော့လူသွားနိုင်ဖို့ဆိုရင်ကျွန်တော်တို့ကနိုင်ငံရေးကဟုတ်လား ဒီမိုကရေစီလက်ခံလဲဆိုရင်ကျွန်တော်တို့ကပါတီဆိုဒီမိုကရေစီရဲ့ပြည်သူကတောင်းဆိုတာလေပဲကျွန်တော်တို့တောင်းဆိုတာမဟုတ်ပြည်သူကတောင်းဆိုတာအဲ့တော့ဒီမိုကရေစီတောင်းမယ်ဆိုရင်ညီညီချင်းချင်းနဲ့ဒီမိုကရေစီမြင့်တက်ကြဆောင်ရဖို့ပဲလိုပါတယ်